ကျွန်တော်အမှုပညာတန်းတစ်ချောက်လုံးမှာကျွန်တော်အနေနဲ့အဲ့လိုမျိုးသတင်းလူသားတယောက်မဖြစ်အောင်ပဲကျွန်တော်နေပါတယ် nice အခက်မတင်မနေအခုလိုမျိုးသတင်းလူသားတယောက်တစ်ခွေဖြစ်သွားတဲ့ပုံမှာလည်းအဲကျွန်တော်ဘာခံစားချက်မှထွေထူးမရှိပါဘူးဆိုတော့ပြောတဲ့နေဟာကိုပြောတဲ့နေစကားလေးကိုကျွန်တော်ပြောခဲ့တယ်ပေါ့ဒါပါပဲကျွန်တော်အနေနဲ့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောစရာဘာမှမရှိပါဘူးဘာလို့ပြောစရာမရှိလဲဆိုတော့ပြောရတော့အောင် ရေးမပါတဲ့ဟာတွေဖြစ်နေလို့ဒါပေမဲ့တော်များတော့ဒါလေးနဲ့ပတ်သက်ပြီးစိတ်ပူနေကြရတယ်เนาะဒါဒါအခုတော့မခံနိုင်တဲ့သူတွေဆိုလည်းဒါတော်များပေါ်ထွက်လာတယ်ဆိုတော့ဒါလေးလည်းမြင်ရတယ်ပေါ့အဓိကကတော့ကျွန်တော်အသက်အရွယ်နဲ့ကျွန်တော်အနေထားတစ်ခုမှာကျွန်တော်ပြောသင့်တာပဲကျွန်တော်ပြောပါတယ်ကျွန်တော်မလိုတာတွေတော့အများကြီးမပြောချင်ပါဘူးဆိုတော့ပြောသင့်ပြောထိုက်တဲ့အရွယ်ပြောသင့်တဲ့စကားတွေပဲကျွန်တော်ပြောပြောတာပါတာလို sorry sorry ハハハハ